ပြီးခဲ့တဲ့ရက်သက်သက်ဘက်ကတော့ဖက်ကန့်ဒေတာလုံခင်ကြီးရွာအုပ်စုမှာစစ်ကောင်စီပူးပေါင်းတပ်နဲ့ KNY ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ရေးတင်းမာနေတဲ့တည်ငြိမ်ပြင်းအင်းတို့ကြီးဒေတာမှာစစ်ကောင်စီပူးပေါင်းတပ်ကစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့တယ်လို့ဝိုင်းမုံမြို့နယ်လက်မြောင်ကြီးရွာမှာ KNY နဲ့စစ်ကောင်စီတပ်တို့စစ်ရေးတင်းမာနေပါတယ်။ ဖကန်ဒေတာလုံခင်ကျွော်အုပ်စုမှရောက်ရှိနေတဲ့ဆွေကောင်းစီပူပေါင်းတပ်ဟာပြီးခဲ့တဲ့ဇွန်လ10ရက်နေ့ကသူတို့တပ်ဆွဲနေတဲ့မော်စီစာဖျားကုန်းကနေထွက်လာပြီးစစ်ကြောင်းထိုးလှုပ်ရှားလာတဲ့အတွက် KYA ပူပေါင်းတပ်နဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အင်အား90ကျော်ပါဝင်တဲ့ဆွေကောင်းစီစစ်ကြောင်းဟာလုံခင်ကျွော်အထက်ကိုဥတီလာချင်း KYA ပူပေါင်းတပ်ကကြားဖြတ်တိုက်ခိုက်ခဲ့လို့လက်နက်ကြီးလက်နက်ငယ်တန်းတွေအချင်းအတော်ကြားထွက်ပေါ်ခဲ့တယ်လို့ဒေတာခန်ဝင်စီကသိရပါတယ်။ တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကောင်စီတပ်ဟာအရက်သား၃ဦးကိုဒဇာခံအနေနဲ့ဖမ်းဆီးသွားတယ်လို့ကနဦးသိရပြီးဖမ်းဆီးခံရသူတွေဟာဘယ်သူပဲပါဆိုတော့မသိရသေးပါဘူး။ဒါအပြင်စစ်ကောင်စီတပ်ဟာဇွန်လ၁၂ရက်နေ့ကလည်းမော်စီစာတာယာကုန်းဘက်ကနေနောက်တစ်ကြိမ်စစ်ကြောင်းထိုးလှောက်ရှားလာခြင်း KNA ပူးပေါင်းတပ်နဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်20ဦးထက်မနည်းတေဆုံးတယ်လို့ကရင်ရင်တရင်းကြီးမြစ်တွေစီကတီးရပေမဲ့အတိပြုနိုင်ခြင်းတော့မရှိသေးပါဘူး။အဲ့ဒီတနေ့ထဲမှာပဲမော်စီစာချေးရွာထဲမှာအရက်သား3ဦးကိုစစ်ကောင်စီတပ်ကပြစ်တက်ခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်တစ်ပတ်ကတော့စစ်ကောင်စီပူပေါင်းတပ်ဟာသူတို့တပ်ဆွဲနေတဲ့လုံခင်းမော်စီစာဖေယားကုန်းကနေထွက်လာပြီးစစ်ကြောင်းထိုးလှောက်ရှားလာတိုင်းကရင်ပူပေါင်းတပ်နဲ့အပြန်အလှန်ပစ်ခတ်မှုတွေတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီပူပေါင်းတပ်ဟာမေလ31ရက်နေ့ကစတင်ပြီးဖက်ကန့်ဒေတာကကြောက်စိုင်းကုမ္ပဏီရှစ်ခုထက်မနည်းကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ရန်ကုန်တောင်တွေကိုပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်၄ဦးအပောင်ဝင်အရက်သား12ဦးသေဆုံးခဲ့ပါတယ်။ဒါအပြင်စစ်ကောင်စီတပ်ဟာအရက်သားပြည်သူတွေကိုလူသားတိုင်းကအနေနဲ့ဖမ်းဆီးခဲ့တာတွေလမ်းသွားလမ်းလာပြည်သူတွေကိုပြစ်ခတ်တပ်ဖြတ်ခဲ့တာတွေပြုလုပ်ခဲ့ပါတယ်။ စစ်ကောင်စီဘူပေါင်းတပ်ဟာကဘာကျော်ကြောက်စိန်ထွက်ရှိရာဖက်ကန်ဒေသကိုပြန်လည်ထိန်းချုပ်ဖို့စူးစမ်းနေပြီးဧပြီလ23ရက်နေ့ကစတင်ပြီးလမ်းပိုင်းနှစ်ပိုင်းကနေအင်အားထောင်ချီနဲ့ခြိတက်လာတာဖြစ်ပါတယ်စစ်ကောင်စီစစ်ကြောင်းမှာမင်းစစ်တမ်းပီတုစစ်အဖွဲ့ SNE ရှမ်းနီပီတုစစ်အပြင်ဥရွှေမင်းပီတုစစ်အဖွဲ့တို့လည်းပါဝင်တယ်လို့ KNY တရီးမင်းသွေးစီကအသိရပါဗျာ လက်ရှိအချိန်မှာတော့ဒေတာဆန်ပီလူတွေဟာစစ်ကောင်စီစစ်ကြောင်းထုတ်လာတိုင်းထွက်ပြေးသိမ်းရှောင်နေရပြီးလုံခင်းကျေးရွာအုပ်စုထဲမှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားလာမှာကိုစိုးရိမ်နေတယ်လို့ဆိုပါရယ်အလားတူဖက်ကန်ဒေတာကိုအင်ဒိုဂျီလမ်းမိုင်းကနေစစ်ကြောင်းထုတ်ဖို့ကြိုးစားနေတဲ့စစ်ကောင်စီပူပေါင်းစစ်ကြောင်းနဲ့ KNY ပူပေါင်းတပ်တို့ဇွန်လ10ရက်နဲ့12ရက်နေ့တွေမှာတိုက်ပွဲဖြစ်ပွားခဲ့ပါရယ် SNL ပါဝင်တဲ့စစ်ကောင်စီပူပေါင်းစစ်ကြောင်းနဲ့ KNY ပူပေါင်းတပ်တို့အင်ဒိုဂျီကံပီကဆန်ဝင်းကုန်းကြီးရွာနဲ့ဟဲပါကြီးရွာကြားမှာတိုက်ပွဲတွေဖြစ်ပွားခဲ့တာပါတိုက်ပွဲတွေအတွင်းစစ်ကောင်စီပူပေါင်းတပ်ဘက်ကဒေဆုံးသူတွေရှိတယ်လို့အရှင်ဖန်းစီရမိသူတွေနဲ့လက်နက်တွေကိုလည်းတင်စီရမိခဲ့တယ်လို့ KNY ရှေ့တန်းတရင်ကြီးမြင့်တွေစီကတီးရပါတယ်အထင်လာတော့တဲ့စစ်ကောင်စီပူပေါင်းတပ်ဟာတိုက်ပွဲဖြစ်ပွားရာနေရာအနီးကိုတိုက်လျင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့ပါတယ် စစ်ကောင်စီစစ်ကြောင်းတပ်ဆွဲနေတဲ့စနင်းကုန်းကြေးရွာဟာအရင်က KYA ပူပေါင်းတပ်ထိန်းချုပ်ထားတဲ့ကြေးရွာဖြစ်ပြီးမေလ23ရက်နေ့မှာစစ်ကောင်စီပူပေါင်းတပ်ကတိုက်ခိုက်သိမ်းပိုက်ခဲ့တာပါအလားတူ KYA ပူအောင်တပ်နဲ့စစ်ကောင်စီပူအောင်တပ်တို့စစ်ရေးတက်မှနေတဲ့ဝိုင်းမော်မြို့နယ်လက်မြန်ချေးရွာအနီးတစ်ဝိုက်ကိုစစ်ကောင်စီတပ်ကဇွန်လ17ရက်နေ့အတွင်းပုံကျဲတိုက်ခိုက်မှု၄ကြိမ်ပြုလုပ်ခဲ့ပါတယ် လက်ရှိစစ်ရေးတမနေတဲ့လက်မြန်းခြေရွာဟာဝိုင်းမော်ချီဖူီတွားလန်းဝိုင်းမော်ကမ်ပိုက်ဒီတွားရလမ်းမှာတည်ရှိတဲ့ခြေရွာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်တသက်ဘက်ကတော့ဖက်ကန်ဒေတာအင်ဒိုဂျီဒေတာနဲ့ဝိုင်းမော်ဒေတာတို့မှာစစ်ရေးတမခဲ့ပြီးတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ လာမယ့်ပတ်တွေမှာတော့ဖက်ကန်ဒေတာမှာစေကောင်စီရဲ့ထိုးစစ်ကြောင်တိုက်ပွဲတွေပုံမပြင်းထန်လာနိုင်မလားအင်ဒိုဂျီဒေတာနဲ့ဝိုင်းမော်ဒေတာတွေအပြင်ကချင်ပြည်နယ်ကတခြားဒေတာတွေမှာရောစီးရဲ့အခြေအနေဘယ်လိုဖြစ်လာနိုင်မလဲဆိုတာဆက်လက်စောင့်ကြည့်အောင်ပါပဲဖြစ်ပါရယ်ခင်ဗျာ What's up? What's up? Whoa, whoa.